ားလုံးပဲမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။စပိန်ကမာဖီးယားခရစ်တိုဘန့်ဖြိုခွင်းခံရတဲ့သတင်းနဲ့အတူထရမ့်ညစာစားပွဲမှာလည်းတိတ်ကဲငပြောသေးကိုတွေ့ရနိုင်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါရခင်ဗျာ။ ပထမဘုံအနေနဲ့စပိန်ကမာဖီးယားခရစ်တိုဘန့်ဖြိုခွင်းခံရတဲ့တရင်ကိုတက်ဆက်ပေးကြပါတယ်။စပိန်မှာမာဖီးယားခရစ်တိုဘန့်တခုဖြိုခွင်းခံခဲ့ရပါတယ်။တရုတ်နဲ့ဆီးရီးယားလူမျိုးတွေဥဆောင်လဲပတ်တဲ့ခရစ်တိုအခြေပြုမြောက်ဘန်တွေကတရုတ်နဲ့အရက်စကားပြော ရာဇဝဲဂိုင်းတွေအတွက်ဘန်ကွဲနှစ်ခုနဲ့ဝန်ဆောင်မှုပေးနေခဲ့တာပါ။ဒီဘန်တွေကနေတဆင့်ငွေကြေးခဝါချမှုတွေကိုအဓိကလှုပ်ဆောင်ပေးပြီးလူကုန်ကူးရာတွေလက်နက်မှောင်ကူးရာတွေအတွက်ငွေသားတွေကိုလည်းလွှဲပြောင်းပေးခဲ့ပါသေးတယ်။ ဒီလိုဝန်ဆောင်မှုတွေအတွက်အခကျင်းငွေကိုတော့ cryptocurrency နဲ့လက်ခံခဲ့ပြီးဒီနယ်ပယ်မှာအနာအရှိဆုံးအဖွဲ့အစည်းအဖြစ်လဲသတ်မှတ်ခံထားရကြောင်းစပိန်ရဲတပ်ဖွဲ့ဘက်ကဆိုထားပါဗျ။အခုစီးနှင်းမှုမှာတော့ဒေါ်လာ2,500ဘို crypto တွေဒေါ်လာ9,000ဘို bank account တွေနဲ့ငွေသားတွေ shogun လေးလက်ဒေါ်လာ2,300,000တန်ဖိုးရှိ cash 18စီးနဲ့အတူဈေးငွေပစ္စည်းအမျိုးမျိုးကိုသိမ်းဆည်းနိုင်ခဲ့ပါဗျ။ ခရစ်တိုရဲ့ဘိုလ်ချုပ်ကံမှုမဲ့သဘောတဘာဝကိုအခြေပြုပြီးတော့ရာဇဝမှုတွေလုပ်နေတဲ့အဖွဲ့အစည်းတွေကအခုအချိန်အထိအများအပြားရှိနေသေးဖြစ်သလိုအစိုးရတွေကလည်းဒီလိုအဖွဲ့အစည်းတွေကိုအာရုံစိုက်ပြီးနှိမ်နှင်းလာနေကြတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ Trump ညစာစားပွဲမှာလည်းတိတ်ကဲငပြောသေးကိုတွေ့ရနိုင်တဲ့သတင်းသက်ဆက်ပေးကြပါတယ်။ Trump ရဲ့ညစာကြွေးပွဲကြီးမေလ22ရက်နေ့ကျရင်စပါတော့မယ်။ Trump ပိုင်တဲ့ Virginia Golf Club မှာ TRUMP အများဆုံးကင်ထားသူပေါင်း220စာတဲခင်းအခန့်သွားမှာဖြစ်ပြီးဒီအယောက်220ထဲမှာပါဝင်ဖို့အတွက်ကိုလည်း Trump token တွေအသေးအတန်လိုက်ဝယ်ကြသူတွေရှိခဲ့ပါတယ်။ဒါကြောင့် Trump ရဲ့ Trump token ဈေးတက်ရေး marketing viewer ကအထမြောက်ခဲ့တယ်လို့ဆိုရမှာဖြစ်ပေမဲ့ရေတို့အတွက်သာဖြစ်ခဲ့ပါတယ်။ ညစာစာပွဲတက်ခွင့်ရှိသူ wallet တွေကိုရွေးချယ်ခဲ့ပြီးတဲ့နောက်မှာတော့ Trump token တွေကိုပြန်ထုတ်ရောင်းလာကြတာကိုလည်းတွေ့ခဲ့ရပါတယ်။အခုဆိုရင် Trump token အများဆုံးကင်ထားကြသူစီးရင်ဝင်တဲ့ wallet ပေါင်း34ခုလောက်ကပါ Trump token တွေကိုပြန်ထုတ်ရောင်းနေကြတာကြောင့်တရက်အတွင်းမှာတင်မဲ့ Trump ရဲ့ဈေးက600ခန့်တုံးနေပါပြန်ထုတ်ကျသွားခဲ့ပါတယ်။ဒီလိုကိစ္စမျိုးတွေကမေးခွန်းတွေမှာဖြစ်တတ်တဲ့ကိစ္စပဲဆိုပေမဲ့မေးခွန်းတွေအများကြီးဝယ်ထားရုံနဲ့ US သမ္မတလိုအရှင်အဝါကြီးပုဂ္ဂိုလ်တယောက်နဲ့အလွယ်တကူတွေ့ခွင့်ရမှာမျိုးမဖြစ်တဲ့ကြောင်းဝေဖန်မှုတွေကတော့မြင့်တက်နေစေဖြစ်ပါတယ်အထူးသဖြင့်အတိုက်အခံဒီမိုကရက်တစ်ဘက်ကဒီကိစ္စကိုအပြည့်အထန်ဝေဖန်နေကြပြီးတော့မင်းကွိုင်းတွေက collective အဖြစ်သတ်မှတ်ခံထားရတာကြောင့် USSCC ရဲ့အာဏာလည်းမတက်ရောက်နိုင်ပဲနိုင်ငံရေးနဲ့ငွေကြေးရောထွေးပြီးတော့ရှုပ်ထွေးမှုတွေဖြစ်စေနိုင်ကြောင်းဆိုထားပါတယ်တကယ်တမ်းလည်းဒီညစာစားပွဲမှာအငင်းပွားစရာတွေရှိနေပါတယ် အကြောင်းကတော့တိတ်ကန်ငပြောသေးကိုဒေါ်လာ6သန်းပေးပြီးတော့ဝယ်စားခဲ့တဲ့ Justin Sun အကြံပေးလုပ်နေတဲ့ HDX အချင်းရဲ့ကို wallet ကလည်း Trump token အများဆုံးကင်ထားနိုင်တဲ့ wallet ဖြစ်နေလို့ဖြစ်ပါတယ် HDX ပိုင်တဲ့ကို wallet ထဲမှာဒေါ်လာ14.6တန်းမို့ Trump နေရှိနေပြီးတော့ဒီ wallet ကိုအကြောင်းပြုလို့ HDX ကို wallet ပိုင်ရှင်အနေနဲ့ Trump နဲ့ညစာစာပွဲတက်ခွင့်ရသွားမှာဖြစ်ပါတယ် တကယ်တော့ HA ပိုင်းနဲ့ Core Wallet ဆိုတာက user တွေရဲ့ငွေတွေကိုထိန်းသိမ်းထားတဲ့နေရာဖြစ်ပြီးအခုလို user ပိုင်းငွေတွေနဲ့ပေါ်တင်ကြီးအခွင့်အရေးယူသွားတာကတော့ Justin Sun ဆန်လွန်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန် Crypto ရရှိထားတဲ့ Crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာ Cryptocurrency ဝယ်ရအောင်လို့ Binance Account တစ်ခုမရှိသေးဘူးဆိုရင် Trading လုပ်တဲ့မှာ Fee Discount ပြန်ရမယ်။အခုကောက်ကိုအသုံးပြုပြီးတော့ Account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး Trade တိုင်းမြတ်ကြပါစေခင်ဗျာ။